လမ်းပြောင်နေတဲ့တောဆင်ရိုင်း6ကောင်ကိုစင်ဖန်းကျွမ်းကျင်သူတွေနဲ့ဖမ်းဆီးပြီးတော့မူရင်းဒေတာဗကိုးရွမတဝိုက်ကိုပြန်လည်ပို့ဆောင်ဖို့စောင့်ရနေပါတယ်ဒီသတင်းကိုဒေါက်ခင်ယူပါကတင်ဆက်ထားပါတယ်ခင်ဗျာလမ်းပြောင်နေတဲ့တောဆင်ရိုင်း6ကောင်ကိုစင်ဖန်းကျွမ်းကျင်တဲ့တက်တော်ဝန်ထမ်းအင်အား60လောက်အပြင်တောဆင်ရိုင်းတွေကိုဖမ်းဖို့လေ့ကျင့်တင်ကြားပေးထားတဲ့စင်ရင်6ကောင်နဲ့လိုအပ်ရင်သုံးမှုမေးစည်းတနက်တွေလည်းအသင့်ပြင်ထားပြီးပြီလို့အစိုးရကဩဂတ်လ25ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်စင်ကြီးလေးကောင်စင်လေးနှစ်ကောင်ကို မူလကျဆရာနေမည်ဖြစ်တဲ့နမောက်မျိုးတင်နေမည်ဘကိုယုံမတဝိုက်ကိုပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီးဆယ်ဘင်းကခုနှစ်စီးလက်အသင်ဆောင်ဆိုင်နေတယ်လို့သိရပါတယ်။လမ်းပြောင်းနေတဲ့တော်စင်ရင်6កောင်အုပ်စုဟာဩဂတ်စ်လ22ရက်နေ့ကစပြီးမကွေတိုင်းဒေသကြီးနမောက်မျိုးနယ်တရချောင်းအနီးကစတင်ထွက်ခွာလာကြတာဖြစ်ပြီးအဲဒီကနေပျော်ဝဲမိထီလာကြောက်ရောင်းတောင်သားတို့ကိုဖျက်တမ်းပြီးညောင်ဦးကိုရောက်ရှိလာတာဖြစ်ပါတယ်။တော်စင်ရင်6កောင်ညောင်ဦးမျိုးနယ်ရဲ့ရောက်ရှိနေတော့ဩဂတ်စ်လ25ရက်နေ့ကဒေသခံရွာသားတအူးသေဆုံးခဲ့ပြီးနှစ်ဦးတန်ရရှိခဲ့ပါတယ်။ ျွန်တော်တို့ညောင်မြို့နေရကန်နေရတယောက်ကဟိုအပေါ်လေးသွားရင်နေပြီးတော့ရှင်းလာရတဲ့လူထားတဲ့ဌာမှာရှင်ကနာမောင်းနဲ့အချိတ်ရလိုက်တာဒီတော့လေးကျိုးသွားတယ်ပေါ့ဗျာနောက်တစ်ခါကကြေးဟွာကြာတော့ကကြေးဟာကလေးကြာတော့သူကရှင်နောက်ဟိုဟာရှင်ကောင်ငယ်လေးနောက်သူ့အပြီးတော့ဓာတ်ပုံရိုက်တယ်ဖလက်ကန်ဖလက်ကန်မီးပွင့်ပြီးတော့အဲ့ဒီဒေါသဖြစ်ပြီးအဲ့ဒီရှင်ငယ်ရဲ့အပေါ်ကိုင်းပေါက်ပြတာဘွားတွေပြန်တော့တက်သွားပြီးတော့ပြည့်တယ်သူကတော့သေးတယ်ဗျာ ညနေပိုင်းကျတော့အဲဒီသူတို့တဲလိုက်နေနာမှာကက်မှကြောက်လို့ဆိုရွာစုပေါင်းပြီးတော့ဟိုချောက်တာပေါ့ဗျာချောက်တော့အဲ့ဒီတရားတော်ကဂဲနေလို့ပေါ့တခုထူးလိုက်မှာအဲ့ဒါတော့အတိအကျမသိဘူးပေါ့အဲ့ဒါဆင်းရဲပြန်ပြီးတော့လိုက်တော့သူတို့ထွက်ပြေးတာထွက်ပြေးတော့တရားကခလုတ်တိုက်လဲလိုက်တာအဲ့ဆင်းရဲခလုတ်တိုက်လဲတဲ့ပေါ့တက်နင်းသွားတာပေါ့တရားကဒဏ်ရာရတယ်ပေါ့ ောက်ဂတ်လ26ရက်နေ့မှာတော့ညောင်ဦးကနေကြောက်ရောင်မြို့နယ်ထဲပြန်လည်ရောက်ရှိလာပြီးနေ့လယ်တနားရီချိန်မှာတော့ကြောက်ရောင်နဲ့6မြို့နယ်အဆက်ကြားကိုတောဆင်းရိုင်းနဲ့ရောက်ရှိနေတယ်လို့လိုက်လံသတင်းယူနေတဲ့ DBB နိုင်ငံသတင်းတောက်ကပြောပါရယ်လက်တလောတောဆင်းရိုင်းနဲ့ရောက်ရှိနေတဲ့နေရာမှာဒေသခံတွေအနေနဲ့တောဆင်းရိုင်းတွေကိုဝိုင်းဝန်းကြည့်ရှုတာခြောက်လန့်တာတပ်ပုံရိုက်တာတွေမပြုလုပ်ကြဖို့နဲ့ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့စင်အနေရဲ့ကင်ရှင်မြစ်တာရက်ခန့်နှုတ်ဆော်ချက်တွေအပေါ်ပါဝင်ကူညီဆောင်ရွက်ပေးကြဖို့သက်ဆိုင်ရာကနှုတ်ဆော်ထားပါရယ်ကျွန်မခင်ဗျာပါပါရှင်